အိန္ဒိယနိုင်ငံတယုံမှာကြီးမွကျန်ပါတဲ့ Business Bharat Run 2025အပြေးပြိုင်ပွဲကိုစက်တင်ဘာလ28ရက်နေ့ကရန်ကုန်မြို့ပြည်သူ့ရင်ပြည်မှာကျင်းပရာရေဦးစွာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ဖယ်ကြီး Mr. Aheta Go ကအဖွင့်အမှားစကားပြောကြားပါတယ်။အိန္ဒိယနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားပါတယ်။ ပြိုင်ပွဲမှာတိုင်းဒေသကြီးဝင်ကြီးချုပ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတပ်မတ်ကြီးနဲ့တာဝန်ရှိသူများကအလန်တင်တာလှုပ်ခဲ့ပြီးပြိုင်ပွဲဝင်များကပြည်သူရှင်ပြည်အတွင်းမှာပြည်လန်းအလုံးလန်းဥဝိစာရလန်းအတိုင်းထိုမှရွှေတကုံစီတော်အနောက်ဘက်ပြည်သူရှင်ပြည်အရှေ့ဘက်ဝင်ပေါက်အထိ9ကီလိုမီတာရှင်ပြိုင်ရာပန်းဝင်နေသူများအားတိုင်းဒေသကြီးဝင်ကြီးချုပ်နဲ့တာဝန်ရှိသူများကအားပေးကြိုဆိုပါရစေ။ အဲဒီနောက်ဒိုင်းဒေသကြီးဝင်းကြီးချုပ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတံမဲကြီးနဲ့တာဝန်ရှိသူများကဆွေရရှိသူများဆွေများပေးအပ်ချင်မြန်မာတွေအလားတူအာဂဇာနဲ့လူငယ်ရေးရဝင်ကြီးဌာနနဲ့မြန်မာနိုင်ငံ ရိုးရာလက်ဝဲဖွဲ့ချုပ်တို့မှကြီးမှု၍ JNCS Company Limited မှဥဆောင်ကျင်းပတဲ့ IMAKR Pride Gallery ဟော်နာမြမရိုရာလဝိတ်စိန်ခေါ်ပွဲများကိုရှန်ကုန်မြို့မင်္ဂလာတောင်ညမြို့နှင့်တိန်ဖြူအားကစားရုံမှကျင်းပရာဒိုင်းဒေသကြီးဝင်းကြီးဂျုံနှင့်တာဝန်ရှိသူများကြည့်ရှုအားပေးပါသည်အေးနော်ဒိုင်းဒေသကြီးဝင်းကြီးကျုံနဲ့ဒိုင်းဒေသကြီးလုံးကျုံရွှေနဲ့နေစံရဝင်းကြီးတို့ကပြိုင်ပွဲဝင်အကစားသမားများအောင်စုတစိမ့်များနဲ့မြန်မာနိုင်ငံလက်ဝိတ်တိုင်းပွဲအောင်ဂုံပြုချင်းမြင့်ခဲ့ကြောင်းသိရပါရဲ့ရှင်။